စိုးစုဘုံကျဲတက်ဖြတ်မှုတွေချက်ရှင်ရတန်းမှုနိုင်ငံတကာအစိုးရတွေမဖြစ်မနေလှုံ့ဆော်ဖို့ JFN တောင်းဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။စိုးစုရဲ့ဘုံကျဲတက်ဖြတ်မှုတွေချက်ရှင်ရတန်းအောင်နိုင်ငံတကာအစိုးရတွေအနေနဲ့မဖြစ်မနေလှုံ့ဆော်ဖို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။ဖြစ်အပြင်းကလေးကြောင့်အတိတ်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုစစ်ကောင်စီကဆက်လက်ဘုံကျဲတိုက်ခိုက်နေပြီးစိုးစုရဲ့အကြံဖက်တိုက်ခတ်မှုတွေရတန်းမှုနဲ့အပြစ်မဲ့ပြည်သူ သက်တွေကိုကတင်နိုင်ဖို့တကဘာလုံးဆိုင်ရာလှုပ်ရှားမှုတွေအရေးတကြီးလိုအပ်နေပြီဖြစ်တယ်လို့ Justice for Myanmar ကပြောပါတယ်။မလျင်ပေးအတွက်အရေးပေါ်အကူအညီကစေလှုပ်ဆောင်ရမယ့်အစားမြန်မာပြည်သူရဆေးဥစုရဲ့လေချောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတန်းခံနေရတယ်လို့ဆိုပါတယ်။စကိုင်းကလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ Mashland 20ရက်ကနေ April 29ရက်နေ့အထိစစ်ကောင်စီတရဲ့လေချောင်းနဲ့လက်နက်ကြီးတိုက်ခတ်မှုကြောင့်စုစုပေါင်း403ကြိမ်ရှိပြီးအဲ့ဒီတိုက်ခတ်မှုကြောင့်ပဲအပြင်းပြင်းပြည်သူနဲ့ တော်လင်တက်ဖို့ရင်309ထက်မနည်းတည်ဆုံးခဲ့တယ်လို့ဒဏ်ရသူ630ကျော်ရှဲလို့ DPP သတင်းဌာနရဲ့စစ်တမ်းတွေအရသိရပါတယ်စစ်ကောင်စီကပြည်ခက်ရဲစင်မယ်လို့တရားဝင်ကြေညာပြီးရင်နောက်ဘုံကျေးရှင်တိုင်းကျင်းနေရဟာနိုင်ငံတကာအတိုင်းဝိုင်းကိုစော်ကားနေရဖြစ်ပြီးနိုင်ငံတကာကလည်းအဲ့ဒီအပေါ်မသိရှင်အောင်ဆောင်ရဲလို့ JFN ကဆိုပါတယ်